့လူဖြစ်ရသားနဲ့လူလိုမတွေးတဲ့ကောင်လေလူစော်မနှမ်းဘူးပေါ့နော် မဲမေတာပါကျွန်တော်ပြည်သူ့အမှန်ငါတို့တန်ကနေပြည်သူ့အမှန်ဂရုံးတန်ကနေပြန်လဲကျူစိုးလဲရုရှားဂရုံးတော့မဟုတ်ဘူးတော့လေပြည်သူတွေအာဟိုဖြစ်နေရတာပေါ့ဗျာဒိတ်တော်ရာတွေပဲဖြစ်နေရတဲ့ဘဝပေါ့နော်ဟိုပြောင်းခြင်းလို့မြတ်ကြိုတုံးတာမင်းအောင်လေရုရှားသွားမယ်ဆိုတာကြည့်လို့ဒါကြိုတုံးလိုက်တာကြိုတုံးတာနော်ဒါအခုရက်ထဲဆိုရင်ဒါကြောင့်တရင်ထူးတွေအများကြီးရှိပါတယ်ရှိတဲ့ထဲမှာပေါ့နော်ဟိုတားဟိုဖြစ်နေတာဟိုမြောင်လိုင်ကစစ်တပ်ရဲ့ထုံတဲ့အစင်လာပါတော့ ဟိုစစ်သားတွေလေတက်ကထွက်သွားပြီဆိုရင်စာအုပ်ရောင်းတယ်လေအဲဒီကောင်လဲရုရှားတွေသွားပြီစာအုပ်သွားရောင်းတယ်ဟောဒီဥစ္စာတော့ဒါဒါကလူပြောများနေတာဟာပေါ့အဲအဲဥစ္စာလည်းဒါစောင့်ကြည့်ရမယ့်ကိစ္စတစ်ခုဖြစ်သလိုအခုဆိုရင်ဒါသူတို့ဘက်မှာပြင်ဆင်တဲ့အပိုင်းတွေလည်းရှိလာသလိုကြောက်လန့်တကြားဖြစ်နေတဲ့အပိုင်းတွေလည်းရှိတယ်အဲရှေ့ရက်တွေမှာတော့ရဲတွေပေါ့ရဲတွေတော့ဒီ PDF တွေရန်ကုန်တွေရောက်လာပြီဆိုရင်ရန်ကုန်ဝင်လာပြီဆိုရင်အဲဒီရဲတွေอ่ะပေါ့เนาะ ထောက်ဖို့တာဝန်တွေအပြင်ဒါလုံခြုံရေးတာဝန်တွေကိုယူပေးရမယ်ဆိုပြီးတော့အဲသူတို့သတိပေးတာတွေအဲစာထုတ်တာမျိုးတွေလောက်လာတယ်ဆိုပြီးသိရအဲကြောင့်သူတို့ဘက်မှာဒီလိုမျိုးတွေတောင်ပြင်ဆင်နေရပြီပေါ့နော်ရန်ကုန်ထိပါဝင်လာနိုင်တယ်ဆိုတော့ဟာထိသူတို့အာဒါပြောရင်ဝန်ခံလိုက်ပြီပေါ့ကွာဗျာဝန်ခံလိုက်ပြီအဲတော့ရဲတွေကလည်းဒါခုနကလောအမြဲတမ်းအနှိမ်ခံပွားနေအခုတော့အတုံးချခံနေပါပြစ်နေပြန်ပြီဒါတော့ရှောက်ပြင်းခံရပါလေဟိုကရဲဆွဲမျိုးအတိရတိုင်းပဲကုညီပြားစီပြန်ဖြစ်နေတာသူတို့ဒါ တက်ဆင်ပေးထားတဲ့လက်နက်ကိန်းရအစပေါ့နော်အဲအဲ့လိုမျိုးအနေထားတွေဖြစ်လာတယ်အဲတော်တော်ကိုရုပ်ပြက်စင်မဲ့ဖြစ်လာပြီပေါ့ပြီးတော့ဒီဟာပြုံးမှအခုရက်သေးဆိုလဲဒါ VDA ဝင်ကြီးအဲ VDA ဝင်ကြီးကနေမှသူကဒီအုပ်ချုပ်ရေးမှုတွေပေါ့နော်အုပ်ချုပ်ရေးမှုတွေ PDF တွေကိုတတိထားဖို့ပြီးရင်နေတာထိုင်တာတွေစင်ကျင်ဖို့ပြီးတော့ပတ်စံကိစ္စတွေတိတ်မလုံနေပေါ့နော်ငွေနောက်ငွေကြေးရလိုမှုတစ်ခုတည်းကိုမလုံနေပေါ့ငွေနောက်လိုက်လို့တေဝါးတွေတက်ခံရတာရှိတယ်သူတို့ကငွေနောက်လိုက်လို့ဆိုပြီးတော့ပြောကနေကွာ ဒီအောက်ချုပ်ရေးမှူးတွေငွေနဲ့ပတ်သက်လို့လုပ်နေတဲ့ဟာတွေသူတို့သိတယ်လို့ပြောတာ ਨੇ အတူတူပဲဟိုမှာတကယ်တမ်းပြောရင်တော့အဲ့နေရာတွေအဲ့တာဝန်တွေပေးထားတယ်ဆိုတာကငွေကြေးရှာဖွေမှုမှာမဟုတ်တာဒါပေမဲ့ဒီကောင်နေကိုကအဲ့လိုမျိုးပုံစံမျိုးဖြစ်ခဲ့သလိုသူတို့အောက်မှာပေးထားတဲ့ကောင်တွေရှာဖွေနေရတယ်သူတို့မသိကြအောင်ဆောင်နေရတယ်ဒါကြီးကထုတ်ပြောလာပြီဆိုရင်တော့တော်တော်ကြီးကိုရုပ်ပေါက်တဲ့ဟာပါနော်အဲပြီးတော့ကြဒီငွေကြေးရလို့မှုတစ်ခုတည်းနောက်မလိုက်နဲ့ပါနော်အဲ့နောက်လိုက်လို့တက်ခံရတာရှိတယ်ဆိုရင်ပြောရစကားလဲဟုတ်မနေဘူး ဒီကောင်လေးငွေရှာလို့တက်ခံနေရတယ်လို့သူတို့ကထင်နေတာအဲအဲ့ဒီဟာနဲ့မဟုတ်ဘူးအဓိကသူတို့ကကိုကျိုးရှာတဲ့တသက်တစ်ခုပေါ့နော်ဒါပေမဲ့စစ်တပ်ရဲ့တောက်တိုင်ပြီးတော့စစ်တပ်ကပြည်သူလူထုကိုအနိုင်ကျင့်ပိုချဖို့ပြီးရင်ခုနလိုပေါ်တာဆွဲတာမျိုးပဲပေါ့နော်အဲ့လိုဟာမျိုးတွေမှာဒီကောင်လေးကအကောင့်ထဲပေါ်ပေးနေလို့ပြည်သူလူထုကပြန်ပြီးတော့ဒဏ်ခတ်တော်လိုင်းတက်ဖွဲ့တွေပြန်ပြီးဒဏ်ခတ်အဲ့အဲ့ဥစ္စာကိုသူကတလွဲတွေးနေအောင်အဲငွေနောက်လိုက်လို့ပဲအသက်ခံရလို့လို့ပါလို့လို့အောက်ကဘလောက်တောင်မှဖြစ်စင်နေလိမ့်တင်ထားလည်းမသိဘူးအဲအဲ့လိုပုံစံမျိုးပေါ့နော်အခုကတော်တော်ချင်းနေဆိုးနေရ ဓာတ်စီနဲ့ပတ်ပြီးတော့မီးရှို့ခံရတဲ့ကောင်းနဲ့ဒါနဲ့လိုက်ခုတ်ခံရတဲ့ကောင်းနဲ့အဲ့လိုနေထားရည်ဖြစ်လာတော့ဒါအုတ်ချုံမှုတွေလည်းတော်တော်ကြောက်လန့်နေတဲ့အနေထားဖြစ်လာသလိုအဲသူတို့ကိုယ်တိုင်ကစဒီဥစာတွေကိုဒါသတိထားရမယ်ဆိုကျွန်တော်ကြိုက်တဲ့တခုကအဲ့ဒါ PDF တွေကိုသတိထားပါဆိုရဟာအခုတော့ပြောလာရပြီအဲအရင်တော့မပြောဘူးလေတော့ PDF တက်ဖွဲ့တွေကိုသူကစကားလဲတော့ထဲမှာပြောဘူးဒါအခုတော့စာတွေထဲမှာလည်းပါသလိုထုတ်ပြန်ချက်တွေထဲမှာလည်းပါသလိုပြင်ခုနကလိုဗဇက်ကပါထုတ်ပြောလာတဲ့အနေထားကြီးဖြစ်လာတယ် အဲ့ဒါလည်းမိုက်တယ်အဲ့ဒါတော့ကြိုက်ပေါ့နော်ဟိုဟိုတုန်းကဆိုလို့ရှိရင်ညီလေးကဒီအာနာအာနာမသိငင်ကာလာရောပေါ့နော်အာနာသိင်ကာဇာကာလာရောပေါ့အဲ့ဒီကာလာတော့သူကဝန်ထမ်းတွေအဲဝန်ထမ်းတွေမှာမှာစစ်သားတို့ရဲတို့အဲပြီးလို့ရှိရင်ဒီဟိုဗါလေကတ်စတန်တို့အဲပြီးပြီးလို့ရှိရင်ဒီဟိုဟာအုတ်ချိုရီမူတို့ဟုတ်အဲ ဒီကမျိုးမျိုးနဲ့အုတ်ချိုးတဲ့အပိုင်းနဲ့ပတ်သက်တဲ့ရန်ရရနဲ့ပတ်သက်တဲ့လူတွေပေါ့နော်ဒီလူတွေပြောင်းပြီဆိုလို့ရှိရင်တဏျာနဲ့တဏျာပြောင်းပြီဆိုရင်ဟောမိဘချင်းတောင်ပြောကြဒါမြန်မာနိုင်ငံဒီနန်းစီဒီယံဝန်ထမ်းတွေကိုမတနာတင်ဘူးဆိုတဲ့ဟာကိုပြောပြတယ်အင်းနော်မတနာတင်ဘူးခုကမှနေရထိုင်တာစင်ညင်ပါလို့သတိပေးမနေနဲ့လို့ဆိုလိုချင်တာမင်းမိဘချင်းတောင်ပြောပြောကြတယ်အဲနေနေသားလေးကဥမာကာရှတန် ဦးစီးတယောက်နဲ့တယောက်အဖေနဲ့တယောက်နဲ့တွေ့ကြတယ်ပေါ့အမင်းမင်းသားဘယ်ကိုပြောင်းရတာလဲဆိုဟိုဟိုဘက်လို့ပြောတယ်မူဆယ်ဘက်လို့ပြောတယ်ဟာအဲ့ဒါဆိုရင်တော့ကောင်းပြီပေါ့ဝင်ကောင်းပြီပေါ့အဲအဲ့လိုမျိုးအဲ့မင်းသားဘယ်ရောက်လဲဆိုဟိုဒီပတ်စံမရတဲ့မျိုးတစ်မျိုးပေါ့အဲ့လိုမျိုးပေါ့အာအချင်းကြီးမကောင်းပါဘူးဒီလိုပါပဲအဲစစ်သားချင်းလည်းမကောင်းပါဘူးဆိုတော့ပတ်စံမရတာကိုပြောတာဟုတ်တယ်ပတ်စံမရတာကိုပြောတာနော်စစ်သားတော်ကပဲအဲ့တိုင်းပဲအဲအကြောင်းငငငယ်တော့ဟို ဟိုကိုငငယ်တော့ကရခိုင်မှာတာဝန်ကြတဲ့အချိန်မှာဟိုဘူတီတောင်မှာတာဝန်ကြတဲ့အချိန်မှာတပွင့်နှစ်ပွင့်တော့အိမ်ုံပတ်စံငငယ်တော့အဲတလားလောက်တော့အတန်းဆယ်ရွယ်ရွယ်လောက်ကောအဒါမလို့နေမလို့အဲ့ဒါအိမ်ုံပတ်စံပြန်ပြန်တောင်းနေပေါ့ပတ်စံပြန်တောင်းတော့လာသာအိုက်တော့တပေါင်းခွဲပဲရတာဟုတ်တပေါင်းခွဲပဲရအိမ်ုံပတ်စံပြန်တောင်းတော့အိမ်ဒီမြို့ကစူဆောင်းရေးကဘွေးကြီးနဲ့ အဖေနဲ့တွေ့တဲ့အချိန်မှာစကားပြောတော့အဲစကားပြောကျွန်တော်သားလည်းစစ်ဖို့ပဲဘာညာစကားပြောကြရင်ရတယ်ဒီကောင်ကတော့ဟိုဝမ်ဖြူဖို့ဆရာအင်းကနေပတ်စံပြန်ပြန်တောင်းနေတယ်ပေါ့အဖေကပြောတဲ့အချိန်မှာအဲ့ဒီဘိုးကြီးကအေးရပတ်စံပြန်တောင်းတဲ့အချစ်ဘိုးကကောင်းတယ်ပေါ့ဟာဘာဖြစ်လို့အင်းကပြန်ပြန်ပြန်တောင်းနေတာဘာဖြစ်လို့ကောင်းတယ်လို့ပြောရမှာအင်းကပြန်တောင်းမှသူအပြင်မှာဟိုမကောင်းတာမလုပ်တော့မှာပေါ့နော်ဟိုလူစီကပတ်စံလိုက်ညှိဟိုမတရားမှုတွေလိုက်ပြီးတော့မလုပ်တော့မှာပေါ့အင်းကနေပေးနေတာကောင်းတယ်ပေါ့ မဟုတ်လို့ရှိရင်အိမ်ကသူသုံးဖို့အတွက်လောလောကန်းကမပေးဘူးဆိုရင်သူကအပြင်မှာလိုက်ပြီးတော့မှရှားရောမယ်ဆိုတဲ့ဟာပေါ့ဒါမိမိဘာကနေဟိုဟာဖြစ်တဲ့ဟာပေါ့အဲ့ဒီလိုပဲနိုင်ငံတော်ကလာတာကိုလုံလုံလောလောပေးမထားတဲ့အခါကျတော့ဒီတိုင်းပဲအုပ်ချုပ်ရေးမှုတွေလည်းဒီတိုင်းပဲသူတို့ရဲ့ဟိုဟာကိုဒီမင်းအောင်လိုင်ကအပြေးဝဟိုဟာမလုံနိုင်တဲ့အခါကျတော့သူတို့မှလိုက်ပြီးတော့မှဟုတ်လိုက်ပြီးတောင်းရရင်စစ်စစ်သားတွေလည်းဒီတိုင်းပဲရဲလည်းဒီတိုင်းပဲအဲအဲ့လို အရင်တော့အဲ့လိုလုပ်ခဲ့တဲ့လူတွေကဒီနေ့ဒီချိန်မှာရမှာအာငါတို့ဟိုဟာမဖြစ်ပါနဲ့ငါတို့ကပြည်သူလူထုအကျိုးစီးပွားတွေလှုပ်လှုပ်တာပါနော်ငါတို့ကပြည်သူလူထုအကျိုးစီးပွားတွေစစ်တိုက်တာပါငါတို့ကပြည်သူလူထုအကျိုးစီးပွားတွေရဲလှုပ်တာပါပြည်သူလုံခြုံအောင်လို့ရဲလှုပ်တာပါဆိုတော့ဟာဒီဒီချိန်မှာတော့လာမပြောနဲ့တော့ပြောနဲ့ဟုတ်နော်သူတို့တကယ်မတရားမှုလုပ်ခဲ့တာကဟိုးအရင်တော့အနာယူရတဲ့လူတွေကအခုလက်ရှိအနာမယူဘဲနဲ့ ဟိုဟာဖြစ်နေတဲ့လူတွေရောလုံးသက်ရင်းနေတဲ့လူတွေရောပေါ့နော်အာတော်တော်ကြီးဟိုဟာဖြစ်ခဲ့တာပေါ့အဲ့တော့တကယ်ပြည်သူကိုတကယ်နှိပ်စက်ခဲ့တဲ့လူတွေဖြစ်တဲ့အတွက်ဒီချိန်မှာသတိပေးနေတာလောက်နေတော့ရှင်းကိုမစင်သာဘူးလို့ဒီဘက်ကတော့ရန်ကုန်ဆိုလဲရန်ကုန်ထိအရောက်လာမှာနေပြည်တော်ဆိုလဲနေပြည်တော်ထိအရောက်လာမှာအဲ့တော့ဟိုမင်းအောင်နိုင်ဟိုမာဝီဒီ KNDF ကဒူးစီဦးစီးချုပ်မာဝီပြောတဲ့စကားလို့ပေါ့ကိုမာဝီကဘာပြောလဲဆိုတော့ မင်းအောင်လိုင်းနှစ်ထင်ကိုတနတ်နဲ့ထောက်ပြီးတော့မှနော်မင်းလားကွာအာနာတိန်းနာလို့မင်းကျင်တဲ့လူကကရင်နီကနေအော်မင်းနေလို့မရဘူးတဲ့ကျွန်တော်နေပြီးတော့ဒီရောက်အောင်သွားရမှာတဲ့အဲ့ဒီတိုင်းမှာတိုင်းသားလက်နဲ့ကင်အကုန်လုံးကလည်းမင်းလားကွာမင်းအောင်လိုင်းမင်းလားကွာအာနာတိန်းနဲ့ကောင်ဆိုပြီးတော့နှစ်ထင်ကိုတနတ်နဲ့ထောက်ပြီးမေးဖို့အတွက်သူတို့တက်ဆိုင်ရာတိုင်းနေပြည်နယ်တွေကနေအော်နေမှာမဟုတ်ဘူးအကုန်လုံးအချိန်တန်လို့ရှိရင်ဒီလို တည်ရင်ခွင်လိုပဲခွင်ခွင်ကတည်တည်တည်လာမှာတည်လာပြီးတော့နောက်ဆုံးနေပြီးတော့မှသွားပြီးတော့မှအကုန်လုံးတော်လိုင်းတက်ဖွဲ့တွေအကုန်လုံးရောက်အောင်သွားစုပြီးတော့မှဝိုင်းပြီးတော့တိုက်မဲ့နေထိုင်မှုဖြစ်တဲ့အတွက်ရန်ကုန်လည်းရောက်လာမှာပဲဓတိထားမယ်ဒီထောက်ဖို့လိုရမယ်ဒီဟိုကလိုရမယ်ဒီချိန်ညမှာလာပြီးတော့စီမံချက်တွေစစ်မှတ်ခွက်တွေလာဆွဲမနေနဲ့တော့မရတော့မင်းစမင်းတို့စစ်မှတ်ခွက်နှုတ်နာပလိုက်တော့လို့ပြောတယ်။ဟောအဲ့တော့အကုန်လုံးရောက်အောင်လာမှာဖြစ်တဲ့အတွက်အသင်းကတော့စောင့်နေပါရောက်အောင်လာကိုလာကြမှာလို့ပြောချင်တာပါဟုတ်တယ်။ပြီးတော့ အဲသူတို့ကြောက်ရင်လည်းကြောက်တင်ပါလေတပ်ဖွဲ့တွေကခုနောက်ပိုင်းလက်တံပြောင်းတယ်ပေါ့နော်ပြီးတော့ဘလို့ပဲသူတို့တွေဟိုလုံခြုံပါတယ်လို့ပြောပြောပေါ့နော်တကယ်တကယ်တမ်းအဲလုံခြုံပါတယ်လို့ပြောတဲ့ကောင်တော့မလုံခြုံတော့ဟုတ်တယ်အခုဒီအုတ်ချွေမှုဆိုတဲ့ကောင်ပူတော်ဆိုးသေးရရက်ခွက်ထဲမှာရှောက်သွားနေရမှာကောင်လေအခုဆိုရင်ဒါတောက်လျှောက်တောက်လျှောက်တပ်ဖွဲ့တွေကပြန်ပြီးတော့ဒဏ်ခတ်တာဒဏ်ခတ်တာကိုခံနေရတဲ့ခါကျတော့ချုပ်ဖွဲ့တွေကနှုတ်ထွက်စာတွေရေးပြီးတော့ထွက်ကြတယ်ပေါ့နော်အုတ်ချွေမှုတော့ထွက်ပြေးဖို့လုပ်တယ်ပြီးရင်အဲ့လိုထွက်ပြေးမဲ့အုတ်ချွေမှုကိုပြန်ပြီးတော့ အထက်ကနေရောဟွာပေါ့အဲသူတို့အထက်ကနေရောပြန်ပြီးတော့ဒိတ်ပေးရတယ်အဲပြီးရင်ခုနဒါအပြစ်ပေးမယ်တို့ရေးယူမယ်တွေတို့အဲဒါမျိုးပုံစံမျိုးတွေပြန်ပြီးတော့ထိမ့်သိမ့်နေရတဲ့ဘိုင်းတွေဖြစ်လာအဲပြီးတော့မကြောက်လို့လည်းမရဘူးဆိုတာဒါသူတို့တော်မှစကားထဲမှာ VDS ဆိုပြီးတော့အဲသတိထားရမယ်ဆိုပြီးထည့်ပြောလာရတဲ့ဟာတွေပေါ့နော်အဲဥစ္စာတွေကိုကြည့်ရင်ကိုပဲတော်တော်အခြေအနေကောင်းတယ်အားရကြရှိတယ်ပေါ့နော်ပြီးတော့အဲသူတို့ဘလောက်ပဲပြင်ဆင်ထားပါစေရှေ့ရဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်ကိုပဲဘာမှ သူတို့မခုခံနိုင်ဘူးပေါ့နော်အဲတေချာတော့ပြင်ဆင်ထားတာပဲညာမဲ့ပြင်ဆင်ထားတိုင်းလည်းအဲသူတို့အကုန်လုံးကြာရှုံးရတယ်အဲ့ပုံစံမျိုးပဲဒါနောက်နောက်ထပ်တောက်လျှောက်လာမှာပေါ့နော်အဲအခုဒါတို့အုပ်ချုပ်ရေးမှုဆိုတာသူတို့ရဲ့အောက်ခြေအဆင့်သူတို့ကိုကောင်းတဲ့ဖော်ပေးနေတဲ့ကောင်းတယ်ဒါကောင်းတွေကရေးကြည့်တယ်အဲအကောင်နေတော့မှအခုသူတို့ပြန်ပြီးတော့သူတို့အတွက်လုပ်ပေးဖို့တတိထားဖို့ဘာဖို့ညာဖို့ပြောနေရပြီးရင်ငွေကြေးကိစ္စပြောတဲ့ဟာကိုရှိချင်တာပေါ့ငွေကြေးလွှဲသုံးစားလုပ်တဲ့ကောင်ကအောက်ကကောင်ပေါ့လုပ်ပါနဲ့ဆိုပြီးတော့ပြောနေရပုံစံတိုင်းဖြစ်နေရပေါ့အဲအဲ့ကြဒီဥစ္စာကလည်းဒါတော်တော် ာတာပြောတဲ့ကောင်နေလို့ပြောရမယ်စကားပေါ့ငယ်ပြီးတော့နောက်တစ်ခုကကြာကျောင်းဒါဒီစစ်တမ်းတစ်ခုကောက်ထားတာပါနော်စစ်တမ်းတစ်ခုကောက်ထားတဲ့အထက်မှာသူကမီးရှို့ခံရတဲ့ဒါပြည်သူလူထုရဲ့လူနေအင်ဂျီအဆောက်အဦတွေပေါ့နော်အဲ့ဒါကဒါ2024ခုနှစ်ဒီဇင်ဘာလအထိကိုအင်ဂျီတသိန်းတသောင်းကျော်อืมဒါကြောင့်ဒီဒေါ်လာကြီးကာလပေါ့နော်အဲဒီအာနာသိမ်းပြီးနောက်ပိုင်းမင်းအောင်လအာနာသိမ်းပြီးနောက်ပိုင်းဒီဖြစ်စဉ်တွေဖြစ်လာခြင်းမှာသူတို့မီးရှို့ခဲ့တဲ့ဂျေးရွာပေါင်းအများကြီး ဒါလူနေအိမ်ခြေတွေအများကြီးပေါ့နော်အဲဥစားတသိန်းတသောင်းကျော်တယ်ဒါမှမကျွန်တော်ထင်ပါတယ်အကုန်မပါနိုင်သေးဘူးပေါ့နော်ဒါတက်နိုင်တဲ့လောက်တေချာစီစစ်ပြီးတော့လှုပ်ထားတယ်ဆိုပေမဲ့အဲ့ထက်ရိုးပုံမရှိဘူးအဲ့ထက်များဖို့ပဲရှိရပေါ့နော်အဲ့တော့အဲ့လိုမျိုးထိဒါဒီအိမ်ခြေအများကြီးကိုမီးရှို့ခဲ့တဲ့ဟာကိုဒါဝန်ခံထားတဲ့တခုရှိတယ်ပေါ့နော်အဲ့ဒါဒါစစ်တပ်ကနေပြောဒါလင်းဝင်လာတဲ့တယောက်ကနေပြောဒါတရင်ဌာနတစ်ခုဖြည့်ထားတဲ့ဟာပေါ့သူကအိမ်နေကိုမိရှို့ခိုင်းနေပေါ့နော်ပြီးရင်မိုင်းနေထောင်ခိုင်းနေ အဲအုတ်ခံအိမ်နေဆိုရင်သူအပေါက်တွေဖောက်ခိုင်းတယ်ဖောက်ပြီးတော့ဒါသူတို့ပစ်ကွင်းမြင်ကွင်းပုံစံမျိုးလုပ်တယ်အကာအကွယ်ယူတယ်အဲပြီးတော့တကားရွက်တွေဖြုတ်ခိုင်းတာမျိုးတွေလုပ်တယ်ပေါ့နော်အဲအဲ့ဒါသူတို့ရဲ့လုံခြုံရေးအတွက်ဆိုပြီးတော့လုပ်တယ်တဲ့ပြီးတော့ဘယ်လိုမျိုးတွေလုပ်ခိုင်းလဲဘယ်လိုမျိုးတွေရှို့ခိုင်းလဲဒီသူတို့စီမှာရှိတဲ့သူတို့ကိုအမိန်ပေးရတဲ့ကောင်တွေကအိုက်စိတ်တွေဖြစ်နေဒီအိမ်နေဆိုရင်သူတို့တော့ကဘာမှအဖိုးမတန်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေငါတို့အိမ်မဟုတ်ဘူးဆိုတဲ့စိတ်ပေါ့ကွာအဲသူတို့ပြစ်ကွင်းမြင်ကွင်းရှင်းဖို့အတွက်ဆိုရင်ဒီအိမ်နေကလုံးမရှို့ပလိုက် အဲသူတို့ကိုကြောက်ဖို့လမ်းဖို့လိုအပ်တယ်ဆိုရင်ဒီအိမ်နေကုန်လုံးမရှိဘူးလားဆိုတဲ့ပုံစံမျိုးအဲ့မှာသူကရင်းနေစီတက်စီအကုန်လောင်းရတယ်အဲချိုးအိမ်နေဆိုရင်လည်းအိမ်ခေါင်းဝိုးတော်ထိပါတက်လောင်းရလောင်းပြရတဲ့ဒါမီးလုံးနဲ့ပြစ်တယ်ဒါဒါလုံးတာကိုမြင်ခဲ့တဲ့ကောင်တွေလုံးခဲ့တဲ့ကောင်တွေဒီဘက်ရောက်လာတဲ့အချိန်မှာတီးရတဲ့ချက်တွေပေါ့နော်အဲကြအဲ့လိုမျိုးပုံစံမျိုးတွေထိပါသူတို့လုံးခဲ့ကြတာပေါ့နော်ပြီးတော့အမိတ်ပေးတဲ့ကောင်တွေကြည့်လိုက်တော့ဘုံမှုအစ်စ်နေဘိုးကြီးအစ်စ်နေထိပါပါလာအဲကြအောက်ခြေကိုခေါင်းဆောင်လောက်ရတဲ့အောက်ခြေခေါင်းဆောင်ငယ်တွေကစဒီစိတ်မျိုးတွေရှိနေအောင်မြင်ရတယ် ော်တော်ယုံမာနေပြီလို့ပြောကြနေတာပေါ့နော်ဟိုအထက်ကကောင်နေဆိုပြောမနေနဲ့အောက်မှာရှိတဲ့ကောင်နေတော့ဒီလောက်အဆင်မျိုးတွေဖြစ်နေပြီးတော့သူကဒီစစ်တပ်ထဲကပြောတဲ့စကားပေါ့နော်အဲ့စကားကိုသူတို့ပြန်ပြောတယ်ငါတို့စီမှာဆိုရင်ပေါ့နော်ဒါအိမ်ဆိုရင်ထင်းပေါ့နွားဆိုရင်ဟင်းပေါ့အဲအဲ့လိုမျိုးပုံစံမျိုးတွေကစအဲသူတို့ပြောပြီးတော့လှုပ်ခိုင်းတာမျိုးတွေပေါ့နော်အဲပြီးရင်အဲ့လိုလှုပ်ရဲအောင်လေဒါမွေးရေးဆေးဝါးပုံစံမျိုးတွေသူတို့ကိုဖြန့်ဝေတဲ့ပုံစံမျိုးတော့ရှိနေရလားအဲအဲ့လိုပုံစံမျိုးတော့ဖြစ်နေတယ်ပေါ့နော်ရောင်းချတာမျိုးတွေပဲဖြစ်ဖြစ် ပြင်ဒါကိုရဲစေးပုံစံမျိုးနဲ့လောက်ခိုင်းတာမျိုးတွေပဲဖြစ်ဖြစ်ပြင်အစားတော့ဒါရှားပါတဲ့နေရာမျိုးတွေပါဒီဥစ္စာကိုမိဝဲပြီးတော့ဆက်ပြီးတောင်းခံတိုင်းခိုင်းတာမျိုးတွေပဲဖြစ်ဖြစ်ဒါမျိုးတွေကအစားလှုပ်လာဆိုပြီးတော့တည်ရဟာတော်တော်ချင်းနေဆိုးနေတာကိုဒါဒါဟိုမကြသေးခင်ထွက်လာတဲ့သူဆိုတော့ဒါအနီးဆက်ဆုံးချင်းနေပါတော့တတော်ချင်းနေဆိုးနေရောက်တွေ့ရပါဘုံပါပြီးတော့ဒီဒီလိုမျိုးဒါကြေးရွာတွေထွက်ပြေးသွားတာပဲဖြစ်ဖြစ်တိမ်းချောင်သွားတာပဲဖြစ်ဖြစ်အဲဒါလူမရှိတော့ဘူးဆိုရင်အဲ့အိမ်တွေကနေပါသူကအဖိုးတန်ပစ္စည်းတွေယူခိုင်းတယ် အယူခံပြီးရဲ့အဲဥစ္စာကိုသူကတသိန်းတန်တီတသိန်းနှစ်သိန်းတန်တီနှစ်သိန်းအဲ့လိုမျိုးနဲ့ပြန်ရောင်းစားတယ်။ဒီကရေခဲတစ်တာတို့အဲကွန်တို့အဲ့လိုဟာတွေကစဖြုတ်ယူခိုင်းတာမျိုးတွေပေါ့နော်။အာတော်တော်ကိုရုံမှာပတ်ဆက်တဲ့ဟာပဲဆိုပြီးတော့ဒါစဉ်းစားမိရပါဘူး။ကျွန်တော်တို့တွေလည်းနေခဲ့ဘူး။အဲ့လိုမျိုးတစ်ခါမှကျွန်တော်မတွေးခဲ့ဘူးပေါ့နော်။ဟိုပြီးတော့ဒီလောက်တောင်မှဘာကြောင့်ဖြစ်သွားသလဲဆိုပြီးတော့ချို့ကလည်းဟိုမေးခွန်းနဲ့မေးကြ။ကျွန်တော်ထင်တယ်ဒါကလည်းဟိုပေါ့နော်ဝါရမိုင်းပါတယ်။အပြင်အဲ့လိုအိမ်နဲ့ယာနဲ့မနေခဲ့ဘူးတဲ့ဟာလည်းပါ။ ကျွန်တော်တို့အဲ့လိုပဲမြင်တော့တော့ဟိုကိုကိုပိုင်အိမ်ကိုပိုင်ဟွာဆိုတဲ့ဟာမျိုးကိုကိုတိုင်းစောက်ခဲ့ပြီးတော့တန်ဖိုးရှိရှိနေခဲ့ဘူးတဲ့ဘွာမျိုးသူတို့မရဘူးပေါ့နော်အဲ့ကြတော့ဒီအိမ်တလုံးစောက်ဖို့ဘယ်လောက်ထိပင်ပန်းဆင်းရဲသလဲဆိုတာသူတို့မသိဘူးဒီတလုံးဖြစ်ဖို့အတွက်ကိုအဲဘယ်လောက်ထိအချိန်နေပေးရသလဲဘယ်လောက်ထိငွေကြေးရှာဖွေစုဆောင်ရသလဲဆိုတဲ့ဟာသူတို့မသိဘူးပေါ့နော်အဲပြီးတော့ကြေးရွာဘက်တွေမှာဆိုရင်ပူဆိုးတယ်နော်အဲဒီနေရာကဟိုဟိုပြောရရင်အိမ်တလုံးဆိုတာကအမှတ်တရတွေအများကြီးရှိမယ် အဲတကယ်နှွေးထွေးတဲ့မိသားစုအရေးမြုံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့လိုဟာမျိုးကိုအဲတကယ်ခံစားမှုတဲ့သူဆိုရင်ဒီလိုမျိုးလက်လွတ်ဆိုရယ်ဘယ်လောက်ပါမလဲပေါ့နော်ကိုချင်းစာစိတ်မရှိလို့ဒါလည်းအခုလိုမျိုးကြီးလှုပ်တယ်လို့ပဲယူဆရတာပေါ့ကွာအဲ့တော့အထက်ထဲမှာတည်ရတဲ့အခြေအနေရဆိုရင် ပြည်သူကိုသူတို့ကပြည်သူလို့ကိုမတတ်မှတ်တော့ဘူးဆိုတာမျိုးတွေမြင်ရတယ်အဲသူတို့အဖွဲ့တွေအဲအခြေအနေဆိုးလာပြီးအဲသူတို့အဖွဲ့အသက်ဘေးနဲ့ရင်ဆိုင်နေရပြီဆိုတဲ့အခါကျရင်ဒါမျိုးလှုပ်ရက်တွေကိုဇက်တိုက်ကျူးလွန်မဲ့ပုံစံမျိုးတွေမြင်နေရဟုတ်တယ် တော့အသက်သူတို့အသက်ရှင်ဖို့လဲအသက်ချမ်းသာရဖို့အတွက်ကတော့ဟိုညီလေးက तू ကဒီစစ်ကြောင်းကြီးထိုးွားတယ်ပေါ့ဟုတ်စစ်ကြောင်းထိုးွားတယ်ဆိုလို့ရှင်ရှေ့မှာအိမ်ရှိတယ်ရွာရှိတယ်ဒါမှမဟုတ်လို့ရှင်တစ်ပင်တော်တန်းရှိတယ်တခုခုဆိုလို့ရှင်ဘာဖြစ်မလဲဆိုတော့တို့ဟိုဟွာဘက်မှာဟိုဘော်ဆဲကုတ်ဘက်မှာနေခဲ့တုန်းကဘော်ဆဲကုတ်ဘက်ကြတော့ဒါ no man land မဟုတ်လို့ဒါထားတော့ပေါ့နော်ဘော်ဆဲကုတ်ဘက်နေခဲ့တုန်းကဘာလို့လဲဆိုတော့ຫນွေဘက်ကြတော့ရိတ်ခရင်တန်းဟွာဖြစ်မဲ့အချိန်ကြတော့သူက ဘေးကနေပြီးတော့မှမိုင်းမိုင်းဆွဲတာတို့ပြီးရင်လမ်းပေါ်တက်ပြီးတော့မှဒီကားမိုင်းထောင်ကားမိုင်းထောင်တာတို့ဘာလို့လှုပ်လို့မရအောင်ဘာလို့လဲဆိုလမ်းလမ်းပေါ်ကနေပြီးကမှတိရွက်6တဲ့ချိန်မှာမီးမီးရှို့ပေးလိုက်မီးရှို့ပေးလိုက်တော့ဒီတိရွက်6ကိုမီးလောင်ပြီးတော့မှမီးကလမ်းရဲ့ဟိုဘက်ထဲကိုတော်တဲ့ကိုမီတာ100 200လောက်ထိဝင်ပြီးတော့မှလောင်သွားတော့ပေါ့။လောင်သွားဥမှာချောင်းတွေးတာပဲဖြစ်ဖြစ်မီးကရက်သွားတယ်တို့တခုခုရှေ့ကတစ်ပင်အဆိုးတွေပါတွေးလို့ဆက်မလောင်တော့အဲ့မှာ သူကမြင်ကွင်းကရှင်းသွားမြင်ကွင်းရှင်းသွားစိတ်ကလုံညုံသွားတယ်အဲဟိုကလှုပ်တဲ့လူကလမ်းလုံးညုံကြီးလှုပ်တဲ့လူကစိတ်ကလုံညုံဝိုင်းလှမ်းကြည့်လိုက်ရင်မြင်ကညာဘက်ဆိုလဲထိုင်ကြည့်နေုံမဲ့မိုင်းလာထောင်မထောင်ကိုသူကဒီကွင်းမြင်တဲ့ကိုဖျက်ရမှာကိုဖျက်ပြီးတော့မှသူကမီးနဲ့လာပြီးတော့မှမိုင်းထောင်မှာဖြစ်တယ်တော်တန်းဆိုရင်တော့မီးလေးအုပ်ထိုးလိုက်ရင်မမြင်ရဘူးပေါ့နော်ဒီလိုမျိုးအားကြောင့်မို့သူတို့ကသူတို့ခြိတဲ့ရလမ်းကြောင်းတစ်ချောင်းမှာဒီလိုမျိုးအိမ်စုအိမ်ဝေးတွေပါရှိရဆိုလို့ရှိရင်သူကအကြောင်းမျိုးမျိုးတစ်ခုပြဿနာရှာပြီးတော့ဟိုသူကမီးရှို့ဂျင်းသိမ့် ပေါက်နေတာဗောနော်ပြီးရင်ဒီနေရာကပြီးရင်ဟို PDF ထောက်ခံတဲ့ရွာဟုတ်တယ်ပြီး PDF အခြေပြုလို့မရအောင်ဒီရွာကအိမ်မရှိယာမရှိစီးပွားရေးလုပ်လို့မရတော့မှ PDF ထမင်းငတ်မယ်ထမင်းငတ်တော့မှသူတို့ဆက်ပြီးတော့မှစစ်တိုက်လို့နိုင်မယ်ဆိုတော့အခြေအနေမျိုးဒေါ်လာရေးတက်ဖွဲ့တွေကိုအမျိုးမျိုးဗောနော်ဖျက်လေးပြတ်ဗောဖျက်လေးပြတ်တွေမဟုတ်ဘဲနဲ့ဒါလုံးဝကိုကိုအဆုံးဆုံးထောက်ပံ့ရေးအဆုံးဆုံးဖြစ်သွားအောင်လို့ဘာမှမရတော့အောင်ဒီလောက်တာဗောနော်အဲအဲ့ဒီလိုမျိုးသွားသွားတွေ့ရတော့ နောက်ပစ္စည်းတွေယူတယ်ဆိုတော့ဖြစ်စဉ်ကအဲ2000ရှူအောင်လုံးကဟိုဖြစ်ခဲ့တာအဲဒီတော့က2000ရှူအောင်ကွာ2008မှာဒီလက်နေကြီးတင်တန်းတက်လာနာကိဖြစ်တဲ့နှစ်ပါလက်နေကြီးတင်တန်းတက်တော့ဒီတမ66ကတငငချင်းတယောက်နဲ့အတူတူတင်တန်းတက်တာပေါ့တင်တန်းတက်တဲ့အချိန်မှာအဲမေးကြည့်တော့အဲတမ66ကတရင်မှုတွေအရာရှိတွေအိမ်နေမှာကသူကရေခဲတစ်တာတွေ အဲကွန်းနေအဲအဲ့လိုမျိုးပေါ့နော်ကားတွေဘာတွေအဲ့တော့ဘုံကြီးကျောင်းနေရန်ကုန်တို့မိုင်းလေးတွေပေါ့ဘုံကြီးကျောင်းနေကြောင်းလိုက်ဝင်စီးတာဟုတ်ဝင်စီးတာဟုတ်လေကြောင်းလိုက်ဝင်စီးတော့ဘုံကြီးလေးကလည်းသူတို့လွတ်ရကျွတ်ရပြေးကြတာပြေးတဲ့အချိန်မှာညီလေးအဲ့ဒီအခုယူတာကဒါတူချင်းမိုင်ပစ္စည်းဒီရင်ယူဝင်ယူရင်ဒါညီညီလေးအိမ်ဆိုညီလေးပိုင်တဲ့ပစ္စည်းကိုယ်အိမ်ဝင်ယူရင်ကိုကိုပိုင်တဲ့ပစ္စည်းကိုမိသားစုရှာထားတဲ့ပစ္စည်းပဲဟုတ်ဘုံကြီးကျောင်းပြည်သူလူထုပေါင်းများစွာကလူတန်းဝိုင်းပြီးတော့မှလူထားတဲ့လူတန်းထားတဲ့ပစ္စည်း အဲ့ဒါကိုဖုန်ကြီးတွေမရှိတော့ပြေးတဲ့ခါကြလို့ရှိရင်မလုပ်လဲဆိုသူတို့သွားတဲ့တက်ကကားတွေနဲ့ပြီးဖုန်ကြီးကကားထားခဲ့ရင်အဲ့ဒီကဘာကြောင်းနိုင်ညာကြောင်းနိုင်ဆိုတဲ့စတေကာတွေကိုခွာခွာပြီးသွားတော့မှအဲ့တော့ကြံတဲ့မျိုးတွေကမဖြစ်ဘူးလေရန်ကုန်မန္တလေးတို့ဘာလို့မျိုးကြီးတွေလောက်ပဲဖြစ်တာဟုတ်တကယ်မျိုးကြီးတွေပဲဖြစ်တာတက်မ6 6ကြတော့ဒီအင်းမပြီနားမှာကိုရန်ကုန်နဲ့ပြီကြအောင်စိတ်ကြိုက်ပြန်ဖို့อืม ပြီးတက်ကနေပြီးတော့မှကားလန်းခေါ်อืมတိုင်းမှုတွေကလန်းခေါ်ပြီးတော့ရေခဲတိတာတွေတင်ပေးလိုက်အဲကွန်းတွေတင်ပေးလိုက်သူတို့အိမ်မှာအဲ့လိုစတီကာခွာထားတဲ့ပစ္စည်းတွေကြီးပဲတဲ့စတီတွေဆိုဖာတွေဒီလိုမျိုးတွေပေါ့တော်စီတရားဟောပလင်တော်ပဲဘုန်းကြီးကသူဟိုတိုင်းမှုကသူယုံငန်းမှာထိုင်လို့မရလို့မဟုတ်ရင်တရားဟောပလင်မှာယူသွားမဲ့အခြေအနေမျိုးဒါတွေကအရင်ကတည်းက သူတပည့်ရဲ့ပစ္စည်းကိုလိုချင်တက်မဲ့စိတ်ရှိခဲ့တာကမတရားသောနှီးလန့်ဖြင့်လိုချင်တက်မဲ့စိတ်ရှိခဲ့တာကဒီကောင်ဒီမှာအဲ့ဒီစိတ်ကအရင်ကတည်းကရှိတယ်။အားကြောင့်မို့လို့ဒီနေ့ဒီချိန်မှာဒီလိုတွေဖြစ်တဲ့ဆိုတာဒါလိန်ညာပြီးရေးသားတာမဟုတ်ဘူးလိန်ညာပြီးပြောပြနေတာမဟုတ်ဘူးဒီကောင်ကအခုဝင်လာတဲ့တယောက်ကကိုတို့ဒီတော်လိုင်းတက်ဖွဲ့တွေရဲ့အကြိုက်ကိုလိုက်ပြီးတော့ပြောနေတာမဟုတ်ဘူးသူတကယ်မြင်ခဲ့တွေ့ခဲ့တဲ့ဟာကိုအမှန်တည်းပြောတဲ့ဟာဖြစ်ဟုတ်တယ်ဒီဒီဆေးသုံးနာတယ်ဆိုတဲ့ဟာကြီးလေဟိုမှာဟိုတော်လိုင်းတက်ဖွဲ့ကြီးမိတဲ့အချိန်မှာဟိုရခိုင်မှာဆိုလို့ရှိရင်လည်း အေးအဲ့နေရာတိုင်းမှာကိုအခုတော်များတွေးလာတယ်အေးမှာမီးတော့လည်းအထုတ်လိုက်ကလေးအဒီအောင်တရားစစ်ကြောင်းဘက်မှာတွေးတဲ့ဖွဲ့ဆိုလို့ရှိရင်အဲ့လိုပဲပြီးရင်ညီလေးတို့သွားပြီးတွေးတဲ့အချိန်မှာမေးခဲ့တဲ့ဟိုဟာဆိုလို့ရှိရင်သူတက်ကနေပါပို့ပြီးတော့ရောင်းခိုင်းတာသူအမျိုးသမီးကပါပို့ပေးပြီးတော့မှရောင်းခိုင်းတဲ့အနေအထားမျိုးတစ်ခုကိုဖြစ်နေတာပေါ့အဲ့တော့ငွေရစီကွာရောအပြည်သူလူထုကိုနှိမ့်ဆက်တာရောအကုန်လုံးကိုပိုင်ပစ္စည်း တံမိုးမထတတ်ဘူးဆိုတဲ့ဟာလေဟိုစကားတော့နည်းနည်းတော့ကြားရမယ်တံမိုးမထတတ်ဘူးဆိုတဲ့ဟာလေ तू ဘလို့ဖြစ်နေလဲကိုတိုင်းညီလေးပြောလို့ကိုတိုင်းအိုးနဲ့အိမ်နဲ့ကိုဘောက်ကိုရှာဖွေတိဆောက်ပြီးတော့မှစစ်သားကဘယ်ကောင်းမှမหนีခဲ့ဘူးတော်တော်များများကဟုတ်တယ်ဘာလို့စစ်တတဲရမူလောက်ဖြစ်ရင်ညီလေးကနည်းနည်းဟွာဖြစ်ပြီဆိုရင်တဲရမူလောက်ဂျီဝမ်းလောက်ဖြစ်ရင်အပြင်မှာအိမ်အိမ်နှလုံးကတော့မင်းအကြံလိုက်ဖန်လိုက်ရင်စီကိုင်းနဲ့သူတို့ချွင်းနေတာမဟုတ်ဘူးချွင်းနေတာမဟုတ် စီကိုင်းနဲ့လက်စီပေးတာပဲကွာဆိုတော့အမျိုးနဲ့သူကရောင်းရှာပြီးတော့ရှေ့တန်းဆိုရင်ကြီးလေဟိုဘယ်ခွင်းအထိုးရမလဲဆိုလို့ရှိရင်အဲ့ဒီခွင်းမှာဘယ်ကိတ်ကိုထိုင်ရမလဲဆိုတော့တပ်ပါမှုကိုမင်းတရင်မှုဆယ်ယောက်ဝိုင်းပြီးတော့မှအပြိုင်ကြောကြတာအပြိုင်ကြောတဲ့အချိန်ကျမှဟိုကြောတဲ့ပစ္စည်းများတဲ့ပေါ်ပေါ်မူတီးပြီးကမှမင်းကဘယ်ခွင်းသွားမင်းမင်းတရင်ကဘယ်ခွင်းသွားတပ်ပါမှုကစိတ်ကြိုက်စီမံတာ哦အဲအဲ့လိုမျိုးတွေလုပ်ခဲ့တော့ပုံမြင်တစ်ခုကြားဘူးတာပေါ့သူကဖေးရတားကိုဟိုတထေးသား တတိသားဆိုအလုတ်ငွေဘလို့ရှားတယ်ငွေဒီလိုတတိဖြစ်အောင်လို့ငွေပင်မအောင်ဘလို့ရှားတယ်ဆိုတော့တီးသိချင်းလို့သူ့သားကိုအလုတ်သွားလုတ်ခိုင်းတယ်အလုတ်သွားလုတ်ခိုင်းတော့တာတကယ်အလုတ်မလုတ်ဘူးတာသွားတဲ့ချိန်မှာမေရတရက်စာလောကကိုခိုးပြီးတော့ပေးလိုက်တယ်ကြော်ယူသွားကြော်ဟောကအဲ့ဒီပဆန်ယူပြီးတော့တန်နီယာမှာသွားပြီးတော့ AC8 အဲ့ဒီညနေဆိုပြန်လာတယ်ပြန်ပဆက်အပ်တယ်ပြန်လာပြီးတော့မှဖေကိုပဆက်အပ်တယ်အဲရောဒီနေ့လောကကဒါဒီနေ့လောကကဆိုဖေကအဲ့ဒီပဆက်ကိုမီးပုံနဲ့ပြစ်ထည့်လိုက် ตาเอซีပဲဘာမှမဖြစ်ဘူးอืมအဲနောက်နေ့ကျတော့လဲသွားနောက်နေ့အလုတ်ပြန်သွားအောင်ပြန်သွားတယ်မရေပတ်စံခိုးပေးလိုက်တယ်ခိုးပေးလိုက်တော့သူရှာတာမဟုတ်တော့သူရှာတာပြန်လာအချိန်မှာလဲပတ်စံအတော့မိဘုံနဲ့ပြစ်ထည့်လိုက်တယ်ဟွာဖြစ်တယ်အဲနောက်နေ့ကျတော့မေရမဖြစ်တော့ဘူးဒီလိုလုံနေတော့နေဖေနေတိုင်းဟွာတဲ့ကိုမိဘုံတဲ့ကိုပတ်စံနေပြစ်ထည့်နေမှာပဲအဲဆိုငါလဲအချိန်နေမကောင်းဘူးပေါ့နော်ပတ်စံကုံမှာပဲနေဒီနေ့တကယ်အလုတ်သွားလုတ်လိုက်တာကောင်းမဲ့ထင်တယ်ဆိုတော့တကယ်အလုတ်သွားလုတ်တကယ်အလုတ်သွားလုတ်ပြီးတော့ရ ပြန်လာတော့ရတဲ့ပတ်စံကိုအဲ့တဲ့အချိန်မှာဖေးကမီးပုံနဲ့ပြစ်ထည့်လိုက်တဲ့တဲ့ကိုအတင်းနဲ့တင်းလိုက်လိုက်ပြီးတော့မှမီးပုံနဲ့ထိလိုက်ပြီးတော့မှကောက်တာပေါ့နော်အဲ့တော့ကိုရှာထားတဲ့ပစ္စည်းကိုကိုတန်ဖို့ထားတာအဲ့တော့ပြည်သူလူထုပိုက်ပြည်သူလူထုကသာထမင်းကျွေးထားရတာ ပြည်သူလူထုကသာယူနီဖောင်းဆင်းထားရတာပြည်သူလူထုကသာအကုန်လုံးမနေ့ကနေညအထိကပြည်သူလူထုကသာကျွေးမွေးဆောင်းလျှောက်ထားရတာအဲ့ဒီအခွန်ငွေနဲ့ယက်တီနေတဲ့ကောင်တွေကပြည်သူလူထုပိုင်ပစ္စည်းကိုလည်းဘလို့မှမနှမျောတတ်ဘူးပေါ့နော် သူတို့ကိုယ်တိုင်ရှားထားတဲ့ပစ္စည်းမဟုတ်တဲ့အတွက်ဒီလေဒီဖြစ်စဉ်တွေကဆက်ပြီးတော့ဖြစ်နေအောင်ပါဖြစ်တယ်တဲ့ပြည်သူလူထုအနေနဲ့လည်းဒီကိစ္စကိုတော်တော်ကြီးသတိထားစေချင်တယ်ပေါ့နော်ဟုတ်တယ်ပြီးတော့အကောင့်တွေကိုပြောချင်တာမင်းတို့ဝက်ကြီးကြီးလဲလဲမှာလဲမယ်မင်းတို့အကောင့်တွေလုံနေတဲ့လုံရက်တွေကကောင်းတဲ့လုံရက်တစ်ခုမှမပေါ့နောက်တစ်ခုကအဲ့လိုပေါ့လူဖြစ်ရသားနဲ့လူလိုမတွေးတဲ့တကောင်လေလူစော်မနှမ်းဘူးပေါ့နော်ဒါကငါတို့လုံတဲ့နဲ့အလုပ်ဟုတ်ရဲ့လားဒီလိုမျိုးသူတို့လိုအပ်တယ်လို့ပြောတိုင်းမှာငါတို့ခိုင်းတဲ့အခါတိုင်းမှာငါတို့လှုပ်လိုက်တာမှန်ရဲ့လားဆိုတဲ့အတွေးမျိုးတွေးနေတာပေါ့ သွားကွာရှို့လိုက်ကွာဆိုရှို့ယုံမဲဆိုတော့စိတ်မျိုးနဲ့ဆိုရင်တော့မင်းတို့လူလူပြစ်ပြီးလူတော်မနံဘူးပေါ့နော်အဓိကတော့အဲ့ဝစ်တရားကောင်းနေတေချာပေါက်လှဲမယ်နောက်တစ်ခုကတော့အဲ့လိုပေါ့ဒီကောင်းနေချိနေတဲ့ရွေးရတော့ဒီလိုပြည့်ရဲ့ဆိုးတွေကတောက်လျှောက်ရှိနေဦးမှာလို့ဒါပြောချင်တာပေါ့နော်ဘာလို့ဆိုတော့ဒီဟာကြီးချုပ်ငိမ့်သွားမှဒီစနစ်ကြီးချုပ်ငိမ့်သွားမှပဲဒီဟာတွေကနေကျွန်တော်လွတ်မြောက်ခွင့်ရနိုင်မယ်ပေါ့နော်အခုကစစ်တပ်ကသူတို့အခြေအနေဆိုးလေလေး ပြည်သူလူထုနဲ့တော်လိုင်းတက်ဖွဲ့တွေကိုရန်တိုက်ဖို့အတွက်သူတို့စူးစမ်းလေးလေးပြီးရင်ပြည်သူလူထုကိုဒုက္ခပေးလေးလေးပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေချုပ်ငင်းသွားဖို့အတွက်ကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေနဲ့ရောတော်လိုင်းပြည်သူတွေနဲ့ရောဟာလက်တွဲညီညီနဲ့ပူးပေါင်းပြီးတော့ဒီတော်လိုင်းအောင်မြင်ဖို့အတွက်ကိုဝိုင်းဝန်းပြီးတော့စူးစမ်းပေးစီခြင်းလေလို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်